ဘဝမှာဘသူများနဲ့မတူတဲ့အောင်မြင်မှုတစ်ခုကိုကိုကလွတ်ချင်တယ်ဆိုရင်သူများနဲ့မတူတဲ့အခက်ခဲတွေကိုကြုံရမယ်။သူများနဲ့မတူတဲ့အောင်မြင်မှုတစ်ခုကိုကိုကယူရယူပိုင်ဆိုင်မှာဖြစ်တဲ့အတွက်နဲ့အဲ့ဒီသူများနဲ့မတူတဲ့အခက်ခဲတွေကြုံတဲ့အခါမှာရင်ဆိုင်ဖို့အတွက်ကိုမှဆွမ်းအားတွေတတိလေးရှိဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်လူတော်တော်များများကသူများရဲ့အောင်မြင်ခြင်းတလိုမျိုး ပိုကအောင်မြင်တယ်။သူငားတယ်နဲ့မတူတဲ့ပုံမှန်လေးကိုပိုက်ဆံတယ်။ဒါပေမဲ့သူငားတဲ့ဂျုံရဲ့အခက်ခဲတွေကိုဘလို့ကြော်ပြတ်ခဲ့တယ်ဆိုတာလည်းမတူဘူးပေါ့။အချောင်းလိုချင်တယ်အလွေတူဖို့လိုချင်တယ်။မိမိတို့ဒီနေ့အမှန်တကယ်ကိုတိခါရမှာကကျွန်တော်တို့ဒီလောကကြီးမှာအချောင်းလိုချင်တဲ့အရာဆိုတာဘာတစ်ခုမှမရှိဘူး။အလကားရတဲ့အရာဆိုတာလေဒီနေ့ခေတ်မှာဘာမှမရှိဘူး။ မိမိကအမှန်တကယ်အောင်မြင်ချင်တာလားမိမိကအမှန်တကယ်ပြောင်းလဲချင်တာလားမိမိဘဝကိုမိမိဘယ်လိုအကောင်းပဲဖွင့်ချင်တာလဲဒါကတော့မိမိပုံမှာပဲမဟုတ်ဘူးမိမိဘယ်လိုစူးစမ်းနေရလဲမိမိကရောဘယ်လိုမျိုးလှုပ်ဆောင်နေရလဲဘယ်လိုမျိုးစုပ်ဖြတ်ချက်တွေဘယ်လိုမျိုးဒီမိုင်းချက်တွေ ਨੇ ကိုကအလားလုံးနေတာအဲ့ဒီပုံမှာပဲမဟုတ်ဘူးအဓိကကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တွေကဒီဒီသူများနဲ့မတူတဲ့ဘဝတွေကိုပိုင်ဆိုင်ဖို့အတွက် လူများနဲ့မတူတဲ့အနာဂတ်တွေကိုဘဝပြေဆောက်ခြင်းတည်းဆိုရင်ဘဝမှာကျွန်တော်တို့ကိုမကြုံဘူးတဲ့တွေးကြုံနေကိုတကားမှမတွေးဘူးတဲ့အရာတွေကိုကျွန်တော်တွေးရမယ်တကားမှမကြုံဘူးတဲ့အခက်ခဲတွေပေါ်လေကြော်ဖြတ်နိုင်ရမယ်အဒီအရာတွေကိုကျွန်တော်ကကြော်ဖြတ်နိုင်မှမိမိဟာအောင်မြင်ခြင်းတဲ့သူတယောက်ဖြစ်လာမယ်မိမိဟာတကယ်လိုချင်တဲ့ဘဝကိုမိမိပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကလူမှုတွေတော်တော်များများအခုခေတ်မှာ ဘယ်ယာတွေတော့အရှိန်ပုံလေးဆိုတော့တို့တို့ဒီနံပါတ်1ကျွန်တော်တို့အပြော်ပေါင်းကိုဦးစားပေးတယ်နံပါတ်2စိတ်ခံစားမှုကိုဦးစားပေးတယ်နံပါတ်3စိတ်ရလွန်လမှုကိုဦးစားပေးတယ်ကျင်းကျဲမှုကိုမလိုလားဘူးအရင်ကျင်းကျဲတာမကြိုက်ဘူးမပြောရှင်ရဘူးဆိုမလုပ်ချင်ကျွန်တော်တို့ကအဓိကကျွန်တော်တို့ကအောင်မြင်ဖို့အတွက်ကိုကျွန်တော်တို့ကစူးစမ်းနေတာဖြစ်တယ်ပြည့်နေ ကျွန်တော်ပျော်ရှင်ဖို့အတွက်အလုံးလောက်တာမဟုတ်တလို့ကျွန်တော်ရေလုံးချင်လို့လုံးတာမဟုတ်ပါဒီကနေ့ဒါဆိုကျွန်တော်ပြောရမယ်ဆိုရင်ဒီနေ့မိမိတို့လုံးနေတဲ့လက်ရှိအလုံးကိုလုံးချင်လို့လုံးတာကျွန်တော်ဝမ်းရအတွက်ကျွန်တော်စာဝဲနေရအတွက်ကျွန်တော်လုံးနေရတာမဟုတ်ဘူးကဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီညစာပြီးကိုယ့်ရဲ့အတွေ့အပါတွေကိုကျွန်တော်တို့ရှင်းလိုက်ပါကျွန်တော်အတွေ့အကြုံကိုကြောင်းလေးပါကျွန်တော်ရဲ့ဒီ အမြင်တွေကိုကြောင်းလေးပါကျွန်တော်ဒီအမှုအကျင့်တွေကိုလည်းပြုပြကြောင်းလေးပါဒီနေ့ကိုကိုကြိုက်မှကိုဝါသနာပါမှအစင်သင်ဖြစ်မှလုပ်ရမယ်ဆိုတော့ကျွန်တော်တို့အတွက်ကြိုက်တဲ့အရာဒီကျွန်တော်တို့ကဝါသနာပါတဲ့အလုပ်ရှိလာမှာမဟုတ်ဘူး